2024-25ရဲ့စစ်မှန်တဲ့ Premier League Champion Liverpool အားလုံးပဲမင်္ဂလာပါရှင် Sport ဘာကနေကြိုဆိုလိုက်ပါတယ်အခုချိန်မှာတော့ Liverpool ပြိုင်သက်တည်းရဲ့ရှင်ထဲမှာပျော်ရည်ကူးဆက်နေကြပြီလို့ယုံကြည်ပါတယ်နီးပြကြီး Amslot ဦးဆောင်တဲ့ Liverpool အသင်းဟာ Premier League စုဖလားကြီးကိုလက်ရသိမ်းပိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဟုတ်မှဟုတ်ပါမလားလို့ကိုယ့်လက်ကိုယ်ကို ပြန်စိတ်ကြည့်ရလောက်အောင်ဒီကိုဖြစ်နေပြီးတော့မှဘဝမှာဒီခိုက်တန်လေးကိုမြေပြောင်လို့ရမှာမဟုတ်တာတော့တေချာနေပါတယ်ဟုတ်ပါတယ်လီဗာပူးတင်ဟာ2025ခုနှစ်ရဲ့စစ်မှန်တဲ့ပရီးမီးယားလိချန်ပီယံပဲဖြစ်ပါတော့တယ်။ဒီဘွဲ့ကိုတင်ပိုက်နိုင်ဖို့အတွက်လီဗာပူးအသင်းဟာခက်ခဲမှုတွေများစွာကိုကြော်ဖြတ်ခဲ့ရပြီးတော့ဝမ်းနေခြင်းတွေဝမ်းသာခြင်းတွေကောင်းခြင်းဆိုးခြင်းတွေကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ရာသီအစမှာလီဗာပူးနီးပြဟောင်းကြီးယာဂန်ကလော့ကအသင်းကိုနှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ နှစ်ပေါင်း30အကြာမရယူနိုင်ဖြစ်နေတဲ့ပရီးမီးယားလိဆူပလာကြီးကိုအရယူပေးနိုင်ခဲ့တဲ့ဓနဝင်းနီးပြကြီးရဲ့အထွက်မှာအသင်းပေါ်ကိုအများကြီးစိုးရိမ်မှုတွေရှိခဲ့ပါတယ်။ဒီလိုနဲ့ Dash လိုမျိုးတူအောင်ရှိလာပြီးယာဂန်ကလပ်က and slot and slot လို့ပရိသတ်တွေကိုနှုတ်ဆက်ပေးခဲ့ခြင်းကလည်းပရိသတ်တရဲ့ရင်ထဲမှာကတော့ယုံကြည်မှုတွေဟာအပြည့်အဝရှိမနေခဲ့ပါဘူး။အတွေ့အကြုံတွေနဲ့အတူဒီနီးပြကြီးတူအုပ်နဲ့ဥရောပချန်ပီယံလိဝင်ခွင့်လောက်ရရင်တော့အဆင်ပြေပါတယ်။ နောက်လာမယ့်ရာသီတွေမှာတော့တဆင်ချင်းသွားကြတာပေါ့ဆိုပြီးတော့ပဲပြိသက်တွေညှောနှင်းခဲ့ကြတာပါဒီလိုနဲ့ရာသီစတဲ့အခါလီဗာပူးအသင်းဟာနိုင်ပွဲတွေကိုခက်စိတ်စိတ်လေးပုံဖော်နိုင်ခဲ့ပါတယ်ပွဲစဉ်အတော်ပြီးသွားတဲ့အခါမှာတော့အသေးစိတ်တွက်ချက်တက်တဲ့အားပေးသူတွေဟာအံ့ဩကုန်ကြပြီးတော့ညှောနှင်းချက်တွေအနည်းငယ်တိုးမြင့်ခဲ့ပါတယ်ဒါကလည်းရှင်ထဲကပဲကြိတ်ပြီးညှောနှင်းတဲ့အရာပါထုတ်ပြောရရင်အကုန်လုံးကဝိုင်းဟားပါလိမ့်မယ် နေရတဲ့နဲ့အဟောင်းကြမှာကွာခြားမှုတွေသိမရှိဘဲနဲ့အမ်စလော့ဟာဂျာဂန်ကလော့ရဲ့ပုံစံအတိုင်းဆက်သွားခဲ့ပါတယ်။ကြီးကြီးမားမားမတူညီတာကတော့ကွင်းလယ်အဖြစ်နေရပါပဲ။မော်ဒန်ဘောလုံးလောကမှာကွင်းလယ်အဖြစ်နေရကအတော်လေးကိုအရေးပါတာကိုအားလုံးလည်းအသိပါပဲ။ဒါကိုသိတဲ့လီဗာပူးအသင်းဟာဒီနေရာအတွက်ကြိုးပမ်းခဲ့ပြီးမှမအောင်မြင်ခဲ့ပါဘူး။အဆက်ဆက်ကိုလွဲချော်ခဲ့ပြီးတော့အမ်စလော့လက်အောက်မှာလည်းအသင်းဟာစပိန်သားဆူဘီမန်နီကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပြီးမှလည်းမအောင်မြင်ခဲ့ပြန်ပါဘူး။ ရတယ်မအောင်မြင်လဲအဆင်ပြေတယ်ဆိုပြီးတော့ Amslot ဟာ Graven Batch ကိုအဲ့ဒီနေရာမှာယုံကြည်စွာနဲ့နေရာပေးခဲ့ပါတယ်ဒီလိုနဲ့ Liverpool အသင်းဟာမာကျောလာပြီးမာက Graven Batch ဆိုဘိုတို့ရဲ့ကွင်းလင်ဟာထောင်ထောင်မြင်လာရင်းနဲ့ယာတီဝက်ချန်ပီယံဖြစ်ခဲ့ပါတယ်ယာတီဝက်ကတော့ချန်ပီယံဖြစ်တာထုံးစံပါမယ်အချိန်တိုင်းရင်အောက်ပြန်ရောက်မှာဆိုတဲ့19သိန်းဖန်တွေရဲ့ပြောစကားတွေကိုအန်တူရင်းနဲ့ဒုတိယယာတီအတွက် ခီစာတယောက်တည်းကိုပဲဖော်ယူတာရှေ့ဆက်ခဲ့ပါတယ်ဘသူတွေပါပဲပြောပြော Amslot ကတော့ တပွဲချင်းစီကိုပဲအကောင်းဆုံးချင်းကပ်ကစားခဲ့ပါတယ်။ဘယ်နေ့မှဘလို့ကစားရမယ်။ပွဲတွေများနေတဲ့စတဲ့အကြောင်းပြချက်တွေကိုမပေးဘဲနဲ့အကောင်းဆုံးနေ့စနစ်တင်တဲ့အတူတပွဲချင်းစီကိုပဲအားဆိုင်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။တံပတ်တွေခြေစမ်းကြနေလို့လား။ကံတွေကောင်းနေခဲ့လို့လား။အရန်လွယ်ကူနေခဲ့တာလားဆိုရင်တော့လုံးဝလုံးဝမဟုတ်ပါဘူး။ဒီဘဘူအသင်းဟာဒီချန်ပီယံဆူဖလားကြီးကိုအခက်အခဲပေါင်းများစွာကြားတဲ့ကနေမှမြင့်မားတဲ့စိတ်သက်ခွန်အားတွေကြောင့်သာအရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လီဗာပူးအသင်းဟာဒီယာတီပရီးမီးယားလိဂ်ရဲ့စစ်မှန်တဲ့ချန်ပီယံတွေပဲဖြစ်ကြပါတော့တယ်။နှစ်ပေါင်း30အကြာမှရယူနိုင်တဲ့ဒီဗလာကိုနောက်ထပ်9နှစ်အကြာမှပဲပြန်လည်စခုနိုင်အောင်ဆွမ်းဆောင်ပေးခဲ့တဲ့နီးပြကြီးအမ်စလော့ကအစမိုဆာလာ၊ဗန်ဒိုက်၊ဂရဗန်ဘက်အလဲအသင်းလိုအပ်တိုင်းကြာရနေရာကပါဝင်ပေးခဲ့ကြတဲ့အမ်ဒိုအီလီယော့စတဲ့ကစားသမားတွေအစုံလီဗာပူးအသင်းသားတွေအကုန်လုံးကိုကျေးဇူးတင်ရင်းစပော့ကဘာကနေဂုံပြုတ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ လီဗာပူးဟာ2024-25ရဲ့စစ်မှန်တဲ့ပရီးမီးယားလိချန်ပီယံပဲဖြစ်ပါတော့တယ်ရှင်။